အောင်လန်ဆရာတော်အကြောင်းပြောရင်တော့อืมတော့ဦးစင်းအကြောင်းလေးနည်းနည်းပါပါမှာပေါ့လေ2000ကျောင်း2000ခွန်ပေါ့အဲ့လောက်ကဆရာတော်ကြီးနဲ့စပြီးတော့တွေ့တာအဲ့တော့အဲ့တော့ဦးစင်းကဗုဒ္ဓတက္ကသိုလ်မှာဆရာလုပ်နေတာဝိပဿနာနည်းပြဦးစင်းမိတ်ဆွေတူဦးပေါ့အခုဟိုဟာအွန်လိုင်းမှာနာမည်ကြီးနေတဲ့ဗုဒ္ဓဂုံကြီးဆရာတော်ဆိုတာ ဦးစင်းလူဘောကသူနဲ့မိတ်ဆွေဦးစင်းနဲ့ရင်းနေတယ်။သူကဦးစင်းကိုလာခေါ်တာ။အဲ့တော့ဦးစင်းတန်လင်းမှနေတော့သူကကားလင်းနဲ့ရောက်ချလာ။ဆရာတော်လိုက်ကစားမှတော့မှဆရာတော်တစ်ပတ်တရားပြတာသူဖူးအောင်ထူးကြတယ်ဆိုတော့အဲ့နဦးစင်းကလိုက်သွားတဲ့ခါကျတော့ဆရာတော်ကြီးစပူတာ။အဲ့ရှေရုံပြားအရှိဘက်ဟိုကံတော်ကြီးဟိုဘက်ဒီဘက်အဘိဓမ္မာဓမ္မယုံမှာဆရာတော်တရားပြဦးစင်းတို့ရောက်သွားတော့တရားစကားတရားချုပ်ပြီးကြစားလေး အဲ့ဒါနဲ့ဆရာတော်နဲ့ကိုခမောင်တက်ကအခုနဥက္ကဋ္ဌမလူဘဝနာမည်ပေါ့နော်သူကနေကိုရီးယားတည်တဲ့ခါကျတော့လာလာလာတကယ်လို့လာဆိုဥစဉ်လို့ခေါ်သွားတာဟဲ့လေဆရာကြီးတော်တော်လေးပြန်မှန်းနေတယ်အဲ့လည်းမအေးရဘူးတဲ့ဟဲ့လေပေါ့လေရက်တွေဆက်နေပြီတဲ့ဆရာတော်ပြောတာဒါပေမဲ့အိုက်ကြတဲ့ဥစဉ်တို့ကိုဆရာတော်ဖော်ဖော်ယူယူနဲ့လက်ခံစကားပြောတယ်နောက်တော့ဆရာတော်ကြီးကိုဥစဉ်အမအဲ့ တခါကြီးဥတန်စင်ပေါ့အိုက်ကန်တော်ကြီးနာအိမ်မှာဦးစင်လိုက်ဖူးတယ်ဖူးတဲ့ခါကျတော့ဆရာတော်ကြီးကသူကဦးစင်ရှောက်တာပေါ့လေရှောက်တော့ဓမ္မနုသမတနာဘယ်မှာရှုဘယ်လိုရှုလဲဖရာဆိုဓမ္မနုဝေဒနာဘဝင်မှာရှုတယ်ဆိုတော့ဦးစင်အံ့ဩသွားဒီလိုစကားမျိုးတစ်ခါမှမကြဘူးဓမ္မနုပတနာဆိုတော့ပြောတာပြောနေကြတယ်နော်ပိုင်မင်းနဲ့ဘယ်သူမှအဲ့လို ြောနိုင်တာမရှိဘူးစာထဲမှာပါလာတော့ပဲပြောကြတာပေါ့လေအဲ့တော့အဲ့နဲ့ဦးဇင်းစိတ်ဝင်စားပြီးဆရာတော်ကိုဆက်ပြီးတော့ရှောက်တယ်ပေါ့နောက်တော့ဆရာတော် ပြောတဲ့စကားတွေအထူးဆန်းတယ်ထူးဆန်းလို့ဆိုတာဦးဇင်းကစာတွေသိထားတယ်ဆရာတော်ပြောတဲ့စကားတွေကဗမာလိုလူနားတလေအောင် ပြောပေမဲ့အခုနဦးဇင်းသိထားတဲ့ဖះဟောတဲ့စကားတွေနဲ့တော်တော်များများတခြားထက်ဖြစ်ဖြစ်နေတာတွေ့ရတော့နောက်တော့ဆရာတော်ရဲ့အင်္ဂလိပ်တန်ပတ်တိပေါ့နော်ပြောတာဆိုတာနေရထိုင်တာအစ ဟုတ်အင်မတန်မှအိန္ဒြေကောင်းတယ်ပေါ့ကြည်လင်တယ်ပေါ့အဲ့ဒါ तू ပြောတဲ့တရားကျင့်တဲ့အပိုင်းမှာပြောတဲ့ခါကျတော့ဆရာကြီးတရားပြောတဲ့ဟာတွေကတကယ်လွတ်တေပိုင်းကလာတာဖြစ်နေတာတော့စားနေစားနေပြီးမတက်ဘူးသို့တော်လေအကျင့်မှာတော့တကယ်ကိုပိုင်းပိုင်းနိုင်နိုင်ပြောနိုင်တော့ပေါ့အဲ့ဒါဥစဉ်ကသဘောကျပြီးတော့နောက်ခဏခဏသွားတာသွားတဲ့ခါကျတော့အမှဥစဉ်ကိုမဟာပလင်ကြောင်းပြမဟာပလင်ချိတ်ခိုင်းတာ မဟာဗလင်းအမခြေတော်10မိနစ်15မိနစ်နဲ့ဥစဉ်မခံနိုင်ဘူးဖြုတ်လိုက်ရအဲ့တော့ဒီဟာလေဥစဉ်ကထူးခြားတယ်ပေါ့လေအဲ့ဒါနဲ့ဆရာတော်ကြီးပြောတဲ့စကားတွေထူးခြားတယ်အနေထိုင်လည်းထူးခြားတယ်ဣန္ဒြေကြည်လင်တယ်တော့ဟိုကြွားခြင်းဝါခြင်းမရှိဘဲပကတိရိုးရိုးသားသားပေါ့ပြောတယ်ဆိုအဲ့ဒါလေးဥစဉ်ကသဘောကျပြီဆရာတော်ကြီးနဲ့တရားတစ်ခါကျင့်တစ်ခါကျင့်တော့အခုနက ဦးစင်းမိတ်ဆွေရာသူကသူကသူ35နှစ်ကတရားစခန်းကျင့်ပြီးသူကသူသောတာပန်ဖြစ်ပြီလို့သူကယုံကြည်ထားတဲ့ပုဂ္ဂိုလ်အဲ့တူသူဦးစင်းလည်းတရားလည်းဆရာကြီးနဲ့ကိုယ့်ရဲ့စခန်းကျင့်ပြီးတော့တရားလည်းဖြိုးလေးပို့သူကကားလေးနဲ့ရောက်ချလာဆရာတော်ဘယ်လိုလဲဗျအဲ့နဲ့ဦးစင်းကသူ့ကိုပြောလိုက်တော့ဗောဦးစင်းကဆရာတော်နဲ့တဘောကျင့်ပြီးတော့တော်တော်သဘောကျသွားတယ်ခေါ်တာပြောတာလေရောနော်ကျင့်ရကြံတဲ့ပုံမှာ အာငါကိုကမောင်တယ်လို့ဒီဆရာတော်ဟာတော်တော်ထူးကြတယ်လို့ तू ကတော့အထင်မကြီးဘူးဥစဉ်ကလည်းကိုယ်တိုင်ကျင့်ပြီးတော့ဒါပေမဲ့ तू ကဥစဉ်ကိုဝိပဿနာဆရာဖြစ်တော့ तू ကဟိုလေးလေးလေးစားတယ်ဥစဉ်ပြောတဲ့သူ့ကိုစကားတစ်ခုပြောတဲ့ तू အဲ့ပုံမှာတော်တော်အံ့ဩသွားတယ်ငါဆရာတက်လို့ဒီဆရာတော်ကမဟုတ်ဆရာတော်ဖြားကြီးတဲ့ဟုတ်လားမတိုင်းတာနေမယ်ပေါ့လေဟုတ်လားရော့တော့မရော်ဘူးပြဆိုတော့ သူကမဟုတ်ဆရာတော်ပြရဟန္တာလို့သူယုံကြည်တဲ့ပုဂ္ဂိုလ်ကိုဥစဉ်ကပြောတော့ကဥစဉ်ကယဟန္တာလို့ပြောတဲ့ပုံစံမျိုးဖြစ်သွားတဲ့ခါကျတော့သူကသူတို့အံ့ဩသွားတာပေါ့လေမထားပါတော့အဲတပွဲကျင်းပြီးတော့ဥစဉ်ကမကျေနပ်ဘူးဒီတဲ့ပိုရဖို့ရှိသေးတယ်ဆိုတော့နောက်တစ်ခါနောက်တပွဲဇက်တိုက်လိုက်ပြီးကျင့်လာပေါ့ကျင့်တော့အမှားလည်းမဟာပလင်အောင်သွားတယ်ဥစဉ်အမှားသူတို့သဘောကျပြီးတော့နောက်ပိုင်းဆရာတော်ကြီးနဲ့အောင်လံကိုအဲ့ဝါထဲမှာသွားကျင့်တယ် ဝါရင်းမှာကျင့်ပြီးတော့နောက်တော့ဦးစင်ဘာတိလာလဲဆိုတော့ဒီဆရာတော်ကြီးဟာဟုတ်လားဒီလူဆရာတော်မျိုးနဲ့မှတွေ့လို့ငါတန်ဆာပေါင်မဝင်လို့ရှိရင်ငါမိုက်ရကြလိမ့်မယ်ဆိုတဲ့အတွေ့ပေါ်လာတယ်အဲ့တော့အဲ့ရဆရာတော်ကအခုလိုဘုံမကြည့်သေးဘူးပေါ့သူစီရာမှာ high leg ကအဆုပ်ကလေးအတရားစကန်သွားပြီဆိုလို့ရှိရင်အဲ့အပေါ်မှာဆရာတော်ကြီးကရှေ့ကန်းအထိုင်နောက်ခန်းကနေ တရားစခန်းမှာတုံးတဲ့ပစ္စည်းတွေအကုန်တင်ပြီးရင်ဆရာလေးတွေတက်နောက်သူတို့တက်ပြီးရင်ထိုင်းကျန်တွေအသိမရှိတော့အနောက်ကယဟန်တွေတက်အချို့ဆိုခေါင်းမိုးပေါ်လိုက်ရတာ ਨੇ ပဲဆိုလို့ရှိရင်အဲ့လိုစီးရတဲ့အချိန်တွေပေါ့လေအဲ့တော့ဆိုလိုတာလူမသိသေးဘူးလူမသိပေမဲ့ဥစဉ်ကဥစဉ်ကဒီ ਨੇ ပဲမှာကျင်လာတဲ့ပုံကိုဆိုတော့ဒီဆရာတော်ကနင်းနေရပုံကိုမဟုတ်ဘူးပါရမီရှင်ဆိုတာတကယ်ပေါ့မလို့ပုံကိုဆိုဥစဉ်ကသိထားတယ်သိထားတော့ဆရာတော်ကြီးနဲ့ အောင်လမဦးစင်းအမတဝါကျင့်တာပေါ့တဝါဆိုနှစ်လပဲကျင့်ရမှာနှစ်လပဲခွင့်ရတယ်ကျင့်ပြီးတော့ဦးစင်းအိမ်ပြန်လာတဲ့ခါကျတော့အမေနဲ့အတူထိုင်ထင်းမစားအမေကိုကြည်တာကြည်တာကြည်တော့ကြည်တာအမေမရှိဘူးဖြစ်နေတယ်စိတ်တွေပြောင်းကုန်လာမျက်စိကအစင်းမြင်တယ်အစင်းမြင်တဲ့ပုံမှာကိုကနောက်ကနေအမေပဲလို့ပြင်းရမဲ့စိတ်ကချုပ်နေတော့မြင်မြင်ကမတ်တာဖြစ်နေတော့အဲ့လိုစိတ်တွေကပြောင်းသွားတဲ့ခါကျတော့ ကိုကျင့်တဲ့ပုံမှာလည်းဂျင်းနဲ့တယ်ကျင့်နေဆိုတော့ဆရာတော့ကျင့်နေပုံမှာဂျင်းနဲ့တာကိုကကိုဂျင်းနဲ့တာမဟုတ်အဲ့တော့နောက်ဦးစင်းငငယ်လေးကဒီဘာသာရေးကိုစိတ်ဝင်စားတော့ဆွန်းလွန်ဆရာတော်တို့မုတ်ကုဆရာတော်တို့နောက်တစ်ခါဝေဘူးဆရာတော်တို့ရန်နာလို့ကြော်ကြတဲ့ဆရာတော်ကြီးတွေထေရဝါဒီတွေဖတ်ပြီးတော့ဟလာဒီလိုဆရာတော်ကြီးတွေအရန်တွေ့ကျင်တယ်အဲ့လိုရဟနာဆရာတော်ကြီးတွေပေါ့နော်တွေ့လို့ရှိရင်တော့ဦးစင်းကငါနောက်ကနေလိုက်မယ် ဆိုပြီးတဲ့ဆိုတဲ့စိတ်မျိုးဖြစ်ခဲ့ဘူးတာပေါ့လေအခုလည်း online ဆရာနဲ့တွေ့တဲ့အခါကျတော့တောသူတာရမတာရတာတပိုင်းပေါ့နော်ဟောဒီလိုပုဂ္ဂိုလ်တို့နဲ့တွေ့လို့မှငါယဟန်ပေါ့မဝင်လို့ရှိရင်ငါမိုက်ရကြလိမ့်မယ်ဘာကြောင့်လဲဆိုတော့ဥစဉ်ဝိပဿနာဆရာလို့နေကိုယ့်ကိုဝိဝနာဝိနာမကြော်ဘူးဒုက္ခဝင်တက်လာလို့ရှိရင်မခံနိုင်ဘူးစင်းရဲတယ်ချမ်းသာမလားလို့တရားထိုင်တယ်ဒုက္ခနဲ့ပဲတိုးနေတော့ကိုယ့်ကိုယ်လည်းမကြည်နပ်ဘူး ဝေဒနာကြောင်ပြနေတဲ့ဆရာဆရာတော်လည်းမတွေ့ဘူးအွန်လိုင်းဆရာတော်နဲ့မှတွေ့လာအဲ့တော့ဝေဒနာကြောဖို့အပြင်ကိုနောက်သူဟောတဲ့တရားတွေကတကယ်ကိုမြတ်စွာဘုရားဟောတဲ့တရားတွေနဲ့ဗမာလိုပြောရတဲ့ပါဠိလိုရေးထားတာဒါပဲကွာအတူတူပဲဖြစ်နေတာနောက်ကျင့်စဉ်လမ်းကြောင်းကိုလည်းပိုင်ပိုင်နိုင်နိုင်နော်အစအလယ်ဆုံး तू ကနားလေထားတယ်လို့ तू ကိုယ်တိုင်ပေါက်ထားတယ်လို့ရှင်းလဲရှင်းပြနိုင်တယ်ဝိုးရွာတာမရှိဘူးတရားနဲ့ပတ်သက်ပြီးတော့ဘယ်ချိန်ဘယ်လိုပဲကောင်းမင်းမင်းဟုတ်လား သူဝိနေတဲ့စဉ်းစားနေရတယ်ဆိုတာမရှိဘူး။နော်တစ်ခါနဲ့ဖြစ်တစ်ခါဖြစ်ဘဏ္ဍာမင်းမိဘဲချင်းဖြစ်ဖြစ်နှမျိုးသုံးမျိုးကွဲသွားတယ်ဆိုတာမရှိဘူး။ဟောဒါဒီဆရာတော်ကြီးဟာတကယ်ကို သူကိုယ်နဲ့ပေါင်းမြအောင်ကြင့်ကြအားထုတ်ထားလို့ဒီပုံမှာပိုင်ဝင်နေနေပြောနိုင်တာပါလားလို့ဦးစင်ကသိတယ်။မတကယ်ပါရမီရှင်ပါလားလို့သိတယ်။မပြောမှဆိုတော့အများကြီးပါလေ။အဲတော့အဲ့ဒီခါကျတော့ဦးစင်ကနောက်ဆုံးဆရာတော်စီမှာယဟန်ဝိဖြစ်သွားတာပေါ့။ နောက်ထိုးရတာအများကြီးရှိပါသေးတယ်ဒါကတော့ဥစဉ်ကတော့ဟိုဂျုံတဲ့ခါတော့ဂျုံလိုလိုတော့ပြောသွားမှာပေါ့လေအဲ့မှာအဲ့တော့ဥစဉ်မှတ်မှတ်ရရဆရာတော်အဲ့တော့မိန့်တာတခုရှိဥစဉ်လူ့ဘဝတုန်းကကျုပ်တဲ့မင်္ဂလာတော်မှာကျုပ်ကိုလှူထားတဲ့မြေရှိတဲ့သုံးဧကခွဲတဲ့အဲ့ဒီအချိန်မှာတက္ကနမကြီးဆရာတော်ကြီးကိုဥစဉ်နဲ့မတွေ့ခင်တည်းကမင်္ဂလာတော်မှာမြေခွက်ရှိတော့ရေးသာထောင်မှာထောင်မှာဆိုပြီးဆရာတော်ရှောက်ဆရာတော်ကမထောင်ဘာလို့မထောင်အောင်လဲဖေရဆိုတော့ ဘာခါကြီးတဲ့ကျုပ်ကအင်းလို့ပြောတာတခွန်းနဲ့တဲ့သူတို့တွေဒုက္ခရောက်ကုန်မှာတဲ့ရှိတာဆောင်လို့ဆိုအင်းအမရှိဘဲလုပ်လို့ရှိရင်လုပ်ရတဲ့ပုဂ္ဂိုလ်အလွန်ပင်ပန်းဆင်းရဲတာဆင်းရဲတော့အမဆရာတော်ကဘာမိတ်လဲဆိုတော့အဲ့ဒီမင်္ဂလာလုံးကျောင်းမှာမြေကြီးဟာလေရွှေတကုံဖရာရဲ့ထီတော်နဲ့တဒန်းထီတော်ရဲ့အောက်ခြေနှကန်းနဲ့တဒန်းနဲ့လို့ကျုပ်နမိတ်မြင်ထားတယ်နမိတ်မြင်နေဆိုတာက तू ဘာဖြစ်မလဲလို့သိချင်လို့တွေးကြည့်တာမဟုတ်ဘူးသူ့ဘာသူပေါ်စရာရှိလို့ပေါ်လာတာ ကျုပ်နမိတ်မြင်တာအဲ့ဒါမလွဲဘူးတဲ့ဘာဖြစ်မှလဲဖေရဆိုတချိန်မှာတဲ့အဲ့ဒီအချိန်က highlight ကအစုပ်ကလေးနဲ့တာသနာပြုနေရတဲ့လူမသိသူမသိနော်တာမန်အညာတရတော်ဖုန်ကြီးတပါပေါ့တချိန်မှာဟောဒီရန်ကုန်မှာကျုပ်တာသနာထိတ်ဆုံးကိုရောက်လိမ့်မယ်ဆရာတော်အဲ့လိုမိန်ထားတာရှိတယ်အဲ့တော့နောက်တော့ဆရာတော်ကဘာမိန်လဲဆိုတော့အဲ့ဒီဦးစင်းဆရာတော်ကြီးကိုတွားဖူတဲ့အိမ်မှာပါပဲ အဲ့လိုဒကာဒကမတွေထိုင်နေနေဆရာတွေကဘာမိတ်လဲဆိုတော့ဆရာထွန်းမင်းဘုန်းကြီးအပြုလို့ရှိရင်ကျုပ်ရန်ကုန်ရတာလက်ခံမယ်အဲ့ဒကာဒကမတွေဦးစင်းကိုလှည့်ကြည့်ဦးစင်းကလည်းအဲ့တော့ဘုန်းကြီးဘုဘဆွေမကူသေးဘူးအဲ့တော့ကိုရှိမှလည်းဒကာဒကမတွေစီနီယာတွေအများကြီးရှိတော့ကိုကကိုသူ့လိုကိုလိုပေါ့လေအဲ့တော့နောက်တော့ကိုလည်းရဟန်းဝတ်ဖြစ်သွားတယ်ပေါ့ဆရာတွေကြီးစီမှာတရားကျင့်နေတဲ့ ခုနလိုဟုတ်လားဆရာတော်ပုံမှာယုံကြည်တယ်တကယ်အားကိုးရတဲ့ဆရာ တွေ့ပြီเนาะမြတ်စွာဘုရားမြတ်စွာဘုရားဒါရှိခဲ့လို့ရှိရင်နာမည်ခေါ်ပြီးတော့ကိုချီးမွမ်းမဲ့ယဟန်တပါးတော့တွေ့ပြီဆိုပြီးတော့ဦးဇင်းကအဲ့လိုဆရာတော်ပုံမှာယုံကြည်တယ်အဲ့နဲ့နောက်တော့ယဟန်ဝတ်ပြသွားတယ်ဗောလေယဟန်ဝတ်ပြ2010မှာ2008မေလမှာယဟန်ဖြစ်နာဂေအပြီးမှာ 2010ကျတော့ဦးစင်တိုးရဆောက်တဲ့နေအောင်ဆရာတော်လှန့်ခေါ်ရန်ကုန်လာလိုက်ခဲ့တယ်။ရန်ကုန်မှာအမတရားပြတာ။တရားပြရင်လည်းရေးသားထောင်မဲတဲ့။အဲ့တော့ကိုတော်တဲ့အမမင်းလောင်ဘက်မှာမြည်သွားကြည့်ဆိုပြီးတော့ကြည်ခိုင်းတော့ဦးစင်ကအခုနကပြောတဲ့ highlight ကအဆုပ်ကလေးနဲ့ driver ခေါ်ပြီးတော့ရှောက်ကြည့်တာပေါ့။ရှောက်ကြည့်တော့ကြေကြေဝင်းဝင်းရမျိုးတဲ့ဘက်မှာမရတော့နီးတဲ့ဘက်မှာမရဘူး။ဒီဘက်ဝေးတဲ့ဘက်လာတော့အခုအခုကြောင်းတောင်တဲ့နေရာရောက်လာတော့ ရောက်လာခဒီနေရာလေးကိုကြည့်ပြီးတော့ဒီနေရာဟာရွာနယ်လေးတစ်ဆက်တည်းကားလမ်းလေးဝင်လို့ရတယ်နောက်မှာအကျယ်ကြီးလေးချဲ့ဝင်လို့ရတယ်အဲ့ဒါဦးဇင်းဆရာတော်ကိုပြင့်ပြီးတော့ပြတော့ဆရာတော်ကလိုက်ကြည့်တယ်ကြည့်ပြီးတော့ကောင်းတယ်ဒီနေရာဝယ်ဆိုပြီးတော့ဝယ်တာဝယ်တော့အဲ့တော့ဒီကန်30ပေါ့ဒါရွာနယ်ကန်လို့30ရွာနယ်ဝယ်ရင်15နှစ်ဆက်ရောက်သေးနေရတယ်အဲ့ဒါတက္ကရာမိုင်းကိုခေါ်ပြီးမြေဝယ်ဖို့လို့မြေစဝယ်တော့ပေါ့လေမြေစဝယ်ရင်းနေပဲ ចောင်းကြီးសាထောင်းတာសាထောင်းတဲ့ခါကျတော့အဲတော့ကတော်တော်လေးပြင်းမှန်းပါတယ်နော်ဘာမှတကာရကမထောက်တော့ခါမရှိဘဲနဲ့စားရကိစ္စနောက်တော့လေဆရာလေးတရားပြရင်ပြရင်နဲ့သူပြတဲ့တရားကြောင့်ပေါ့နော်ဆရာလေးရဲ့ဘုံတကုတ်ပေါ့အဲ့တော့တကာရမတွေများလာတဲ့အသည့်ဟိုပေါ့လူမဲ့တမ်းမဲ့ပုဂ္ဂိုလ်တွေများလာနောက်ဆုံးတဖြည်းဖြည်းနဲ့အရှင်အဟုန်ရပြီးတော့အခုလိုဖြစ်လာတော့ပေါ့လေ ဲ့တော့ဒါတော့ဆရာတဲ့နဲ့ဦးစင်စတွေ့တဲ့တွေ့ပုံလေးပေါ့သာသနာဖြစ်လာတဲ့ပုံလေးပေါ့နောက်တော့ဆရာတွေရဦးစင်ကမေးဘူးတယ်အတိတ်တုန်းကဘာတော်ဘူးလဲဆရာတပည့်တော်ဘူးတာအတိတ်ကလေးကဆရာတပည့်တော်ပါရမီဖြစ်ပြီဆိုတော့ဆရာတော်ကြီးနဲ့ဦးစင်နဲ့ပြန်တွေ့တဲ့အချိန်ကြမှာပဲခုနကသာသနာဟာတအားတက်လာတော့ပေါ့အခုဆိုလို့ရှိရင်ဦးစင်တို့2010မှာစထောင်တာပေါ့လေ နောက်တစ်ဆက်2001ဒီဇင်ဘာပေါ့စပြတော့2001မေလမှာစပြတယ်။နောက်နှစ်နှစ်၃နှစ်တည်းမှာရိတ်တာ၃၄ခုပေါ်လာတာ။အခုစဗမာပြည်မှာရိတ်တာ9ခုလောက်ရှိတယ်။အဲ့တော့ဟိုသာသနာမှာပေါ့ဒီလိုယဟန်တယဟန်မြတ်တပါပုဂ္ဂိုလ်သူတပါပေါ်ဖို့ဆိုတာမလွယ်ပါဘူး။နော်။အဲ့တော့ဒီပေါ်မှာအခုနလိုသူ့အတူအရေးချင်းရှိတဲ့ပုဂ္ဂိုလ်ဆိုတော့သူဖြစ်တဲ့အချိန်မှာဖြစ်လာတာပေါ့။ အရင်တော့ကတော့လူမသိသူမသိတော့တဲ့မှာအညတရာယဟန်တပါပဲစာစာပေလဲဘွယ်လဲမရဝါအဖြစ်နေဆရာတော်ကတိတ်မကြည်သေးဘူးလေအဲဒီတော့ကဦးကျင်းတဲ့စာတွေ့အချိန်မှာဆရာတော်ဟာဝါပဲရှိသေးတယ်။ဆယ်ဝါလောက်ပဲရှိဦးမယ်။ဆယ်နဝါလောက်ပဲရှိဦးမယ်။အဲ့တော့အခုနောက်လို့အတိတ်ကအတိတ်ပါရမီဓုပါတဲ့ခါကျတော့ဒီခေတ်မှာပေါ့ ကျွတ်မဲ့ပုံကိုယ်တွေရှိတဲ့ခါကျတော့ကျွတ်အောင်ချစ်နိုင်တဲ့ဆရာတော်လိုပုံကိုယ်တွေကပေါ်လာတာပါအဲ့လိုပုံကိုယ်တွေနဲ့တွေ့တုံးပေါ့ဆရာတော်အဆုံးအမတွေကိုနော်ခံယူပြီးတော့ကျင့်လိုက်ရတယ်သာသနာပြုလိုက်ရတယ်ဆိုတဲ့ပုံမှာဦးဇင်းတို့ကျင့်တတ်တယ်တရားနာမများလဲခုနလိုဆရာတော်ကြီးရဲ့နတ်တရားအမွေကိုဟာခံယူကြဖို့ဦးဇင်းနဲ့တိုက်တွန်းပါလေအဲ့ဒါတွေ့တဲ့ပုံလေးပေါ့အဲ့တော့ဦးဇင်းက ဘူးစင်းလိုချင်တာကပฏิပတ်တိအကျင့်တရားကိုလိုချင်တယ်ဝေဒနာကြော်ရမယ်ဝေဒနာမကြော်ရင်ဘာတရားမှမရဘူးဆိုလို့သိထားတယ်ကိုလည်းမကြော်ခဲ့ပဲကိုအဲ့တော့ဝေဒနာကြော်အောင်ပြပြနိုင်ရမယ်ကိုလိုချင်တဲ့ဟိုနော်လို့ဒီလောကုတ္တတရားလောကုတ္တတရားမရတော့မှဒီတရားရဖို့အတွက်ဟုတ်လားနိနိဆက်ဆက်ပေါ့အထောက်ပံ့ပေးနိုင်ရမယ်အဲဒါဥစဉ်ကလိုချင်တာလိုချင်တဲ့ခါကျတော့ဟိုဆိုတော့ စာပေထက်ပေါ့စာပေဆိုတာကတရားစာ ਉਹ တရားစာနဲ့တရားနဲ့မတူဘူးတရားစာတွေတိနေတက်နေပြီမဲ့တရားကမကျင့်လို့ရှိရင်တရားမရဘူးလေအဲ့တော့နွားចောင်းသားနဲ့နွားရှင်လို့ပေါ့နွားចောင်းသားကနွားချားထဲမှာနေတယ်နွားပေါ်တက်စီပြီမဲ့နွားနုမတော့ပါဘူးနွားနဲ့လက်ပွန်းတရီနေနေပြီမဲ့လို့နွားတို့သူမတော့ခွင့်မရှိဘူးတဲ့နွားရှင်ရတာနော်နွားနဲ့အနီးနီးကပ်ကမနေပြီမဲ့အချိန်တန်သူကတော့ရတာ အဲ့တော့ဦးဇင်းတို့ကနွားနို့တောက်ချင်တာနွားနို့တောက်ချင်တော့နွားနို့တောက်ရအောင်လှုပ်ပေးနိုင်မယ့်ဆရာကိုချီးကပ်တာပေါ့အဲ့သဘောပါပဲအဲတခုတော့ရှိတယ်ဟိုအဲ့တုန်းကတော့ဦးဇင်းဒေရဝါရမှာဆရာလဲဆရာဖြစ်တယ်အခုပတ်ဝန်းကျင်တန်ဝန်းကလည်းသူ့ဂုံနဲ့သူရှိကြတယ်ပေါ့လေအဲ့လိုဂုံမြင့်နဲ့ခေါ်တာပေါ့အဲ့အတန်ဝန်းကဒေရဝါရဆိုတာဗမိုင်းမတန်တခုလေးရှိတာဟိုဘိုလ်လိုတင်တဲ့နေရာဆိုတော့အဲ့တော့ ဦးစင်းလို့ very promising ပေါ့လူငယ်တယောက်ဖြစ်တယ်ဟိုခေပညာလည်းတတ်တယ်အနာဂတ်ပဲအလားအလာလည်းရှိတယ်အားလုံးနဲ့လည်းအဆင်ပြေတယ်ဒီလိုပုဂ္ဂိုလ်တယောက်ကယဟန်ဝတ္တကိုဟိုနာမည်ကျော်တဲ့ဆရာတော်တွေစီမှာမဝေဖဲနဲ့တာတာမန်လူမသိသူမသိတော့ဘုန်းကြီးတစ်ပါးစီမှာဝတ်တယ်ဆိုသူတို့လည်းအံ့ဩတယ်အံ့ဩကြတယ်ဘောနော်ဒါပေမဲ့ဦးစင်းကကိုယ်ခံအောင်ခြင်းနဲ့ကိုပဲအဲ့တော့ဝေဒနာကြော်တယ်မကြော်ဘူး မလားတရားရှိတယ်မရှိဘူးဆိုတာကစာနဲ့မဆိုင်ဘူးလေအဲ့တော့စာပေဒီဘလောက်တက်တာဦးဇင်းတော့ကတော့ဖះဘာလိုခြင်းလဲဆိုတာပဲကြည့်တယ်ပေါ့မြတ်စွာဘုရားကဟလာနွားရှင်ပဲချီးမွမ်းတယ်တဲ့နော်ငကောသာသနာဆိုတာလဲခုနဒီကမဲ့အကျိုးဖို့ကျိုးပေါ့လောကုတ္တရာစီးပွားဒါအတွက်ယူရပြီးသာသနာဆိုတာပေါ်လာတာကိုသာသနာမှလွတ်ဖို့ နော်အဲ့ဒီဟာရဖို့အဓိကဖြစ်တယ်တဲ့အဲ့အတွက်ဦးစင်းအဲ့တော့ကမာစတာပြီးလို့ဘေးစီလုပ်ဖို့ဆက်လုပ်နေပြီဆရာတော်ကဗာမိတ်လဲဆိုတော့တခါကြီးလေခမရရုပ်စီမှာယဟန်ခံလို့ရှိရင်တော့အဲ့တကူတော့ထွက်ရလိမ့်မယ်တဲ့ထွက်ရလိမ့်မယ်ဆိုတော့ဦးစင်းကနှာခါမစင်းစားပါဘူးတင်မပြထွက်ပါမယ်လို့တခါလေးရှောင်းလိုက်တာဦးစင်းရဲ့ငကိုခံချက်ကဒီ ဘွယ်ရုဂုံဓူးတွေထက်အနှစ်သာရတရားအနှစ်သာရကိုလိုချင်တယ်လိုချင်တဲ့အခါကျတော့အလွယ်တကူစွန့်နိုင်လို့ပေါ့နော် base တွေဆက်မလုပ်တော့ဘူးယာရုလည်းစွန့်လိုက်တယ်အဲဒီမှာတော့ဒါဥစဉ်ပတ်ဝန်းကျင်ပြောတာပေါ့ဒါကိုထုမင်းညတော့သွားပြီပေါ့မှားသွားပြီပေါ့လေအဲမဲမဲကြောင်တော်လားမသိဘူးအဲဒီဘုံမျိုးအဲမဲမဲပပဝေဖန်ကြတာပေါ့အကုန်လုံးတော့မဟုတ်ပါဒါပေမဲ့အခုတော့လည်းအဲ့လိုဝေဖန်တဲ့ပုံစံတွေကတော့ဘာသာတော့ပြေးသွားပြီပေါ့ဘာကြောင့်လဲဆိုတော့ဆရာတော်ရဲ့ ဟာလာဘုံကံထွန်းတောက်လာပြီးတော့သာသနာမှာအဲ့လိုဆွဆွတမပရိပတ်တိမှာအချိန်ကြီးရဖြစ်လာတော့နိုင်ငံတွေမကောင်ကဘာအထိပါကြော်ရတဲ့ပုံကိုဆိုတော့အတူတူလေးခုတော့သဘောပေါက်သွားပြီပေါ့ဒါတော့ကိုယ့်ရဲ့ရွေးချယ်မှုပါကိုလိုချင်တဲ့လမ်းကိုလိုက်တာပေါ့တခါကြီး